ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ဟာဒီထောက်ပတ်လေးတွေကမှွေးကြိုင်းနေရပဲဒါနဲ့သာကိတ်လေးလောက်လိုက်ရင်တော်တော်လေးကိုစားလို့ကောင်းမှတိတ်ချတယ်ဒီခါမှာပဲစုသက်အမေဖြစ်သူဒေါနီကလည်းမိဘကြောင့်လေးကိုဝင်လာခဲ့ပါတယ်တမီးရေနင်ပါရီလုံနေရလဲအမေရေတိမဲတမီးကက်ကိတ်လေးတွေလုံနေတာ အခုအပေါ်ထွက်ဖက်တော့ပြီးတော့ဖုတ်ဖို့ပဲကြံတော့တာခဏလောက်စောင့်ပြီးလုံးဝစားလို့ကောင်းတဲ့ကိတ်လေးရပြီသမီးရေငါနင့်ကိုဘယ်နှခါပြောရမလဲဒီကိတ်လောက်တာတွေပါရီထားလိုက်စမ်းပါအမေကလည်းဒါသမီးရဲ့ဝါသနာပဲလေသမီးကအဲ့ဒါကိုဘယ်လိုမျိုးဆွတ်လွတ်နိုင်မှာလဲအမေပဲပြောကြည့်နင့်ဝါသနာလိုက်လို့နေရနဲ့ပဲနင်မဟုတ်တာတွေမှာအချိန်ကုန်ငွေကုန်နေရလေငါတို့မှနင့်ဖက်လောက်ကရတဲ့ဝင်ငွေလေးနည်းနည်းနဲ့ခက်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 နေထိုင်နေရတာနင်တီလိုပဲကိတ်လောက်ဖို့ဈေးကြီးတဲ့ပစ္စည်းမျိုးစုံဝယ်ပြီးကိတ်တွေလုံနေမယ်ဆိုရင် အိမ်မှာဘလို့လောက်ပြီးနေတိုင်းစားတော့ဖို့ပြည်လေတော့မှလေပြောဆက်မှာဟဲ့အဲ့တော့ဆိုသမီးကကိမောက်လောက်တာကိုဆွန့်လွတ်လိုက်ရတော့မှလားငါလည်းနှင်းရဲ့ဝါသနာနဲ့အိမ်မက်ကိုမတားချင်ပါဘူးသမီးရဲ့ဒါပေမဲ့အိမ်ရဲ့စားဝတ်နေရလည်းရှိသေးတော့အဲ့လိုလောက်လိုက်တာအကောင်းဆုံးမှာပဲသမီးရဲ့စုတလေသူ့မိစကားကြောင့်စိတ်မကောင်းဖြစ်ကကြင်ခဲ့ပါတယ်ဒုံဒီကတော့မိဘကြောင့်လေးကနေပြန်ထွက်သွားပြီးခဏကြားတဲ့အခါမှာတော့ဝဲနေနေတဲ့စုတလေး ူမျက်ရည်တွေကိုတုတ်ပြီးသူ့လှုပ်ရှားတဲ့ကိတ်တွေကိုယူပြီးတော့အင်းရှိကန်းလေးကိုထွက်ခဲ့ပါတယ်။အဖေဒါလေးကိုသမီးလှုပ်ထားတာဘလို့နေလဲမြည်ကြည့်ပါအောင်။ဟွန်းအရင်ကရတာရှိတာပဲသမီးရေဒီလိုရတာကောင်းတဲ့ကိတ်တွေကိုဆိုင်မာတော်တော်ဝယ်စားလို့မရနိုင်ဘူး။ဒါတော့အမေကသမီးကိုကိတ်တွေထပ်မလှုပ်ပါနဲ့ဆိုပြီးတားနေတာ။အဖေလည်းတွေးနေတာသမီးရေအဖေမှာပစံတာအများကြီးရှိမယ်ဆိုရင်လေသမီးကိုကိတ်ဆိုင်ကြီးအကြီးကြီးဖွင့်ပေးလိုက်တယ်။တော်စံ မဟုတ်တဲ့အိမ်မက်အမြင့်ကြီးတွေမှတ်မနေကြနဲ့တားဖနှောက်လုံးရှင်လက်ရှင်သမီးအပြူရွယ်ဖြစ်နေပြီအိမ်အောင်ချပေးဖို့ကြတော့တွေးမဘူးလားဘာလို့ကိစ္စံဖွင့်မေးချင်နေရတာတုံးဘာလို့ဒေါသထွက်နေရလဲအမေရဲ့ဘာလို့လဲဆိုတော့ငါတို့လိုအနေထားနဲ့အဲ့လိုမဖြစ်နိုင်တာတွေကိုမျှော်မှန်းနေတာမကောင်းလို့ပြောနေရတာပေါ့ပြီးတော့နင်ပါလောက်ချင်လဲလောက်ချင်အောင်လက်ထပ်ပြီးမှလောက်အိမ်အောင်အရင်ပြုတ်ပြီးကိုဘဝအောင်အရင်ရှောက်လန်းအောင်ဒီအတိတ်ပဲရှိတာတွေကနောက်မှလောက်လို့ရတယ်နားလေလားသမီးသူ့အမေစကားတွေကြောင့် စုသက်လည်းထပ်ပြီးတော့စိတ်မကောင်းဖြစ်ကတိတ်ဆိတ်သွားပြန်ပါတယ်။စုသက်ကတော့ငငယ်ကလေးကကိတ်တွေကိုအရင်နှစ်သက်ပါတယ်။ပြီးတော့အသက်ကြီးလာတာနဲ့အမျှကိတ်တွေကိုလောက်ရတာကြိုက်နှစ်သက်တဲ့ဝါသနာဖြစ်လာခဲ့ပြီးသူကိုယ်တိုင်တော့မသိလိုက်ပဲကိတ်လောက်ရတာကိုပြုံးဝင်နေပါတော့တယ်။သူ့လက်ရာတွေကိုကြိုက်တဲ့အိနီနာချင်းတွေဟာလည်းတခါတလေမှပတ်စံပေးပြီးအော်ဒါရီလာမှတက်ကြပါတယ်။ဒီလိုနဲ့ပဲတရပီတရကုံဆုံးလာခဲ့ကတရမှာတော့စုသက်ကိုလာရောက်တောင်းရတဲ့သူတွေလည်းရောက်ရှိလာခဲ့ပါတယ်။ တကယ်ကိုအင်ကြီးအင်ကောင်းနေပြီတမီးကိုလာကန်းလန်းနာဒါပေမဲ့တမီးကြောက်စရာမလိုဘူးနော်တမီးသာလက်ထပ်ပြီးတမီးဝါသနာပါတော့အကုန်လုံနိုင်ပြီအမေရဲ့ကိုဝါသနာပါရလေးကိုလှုပ်ရဖို့အိမ်နာကတိတ်ချပေါက်ပြူမှဖြစ်မှလာရင်ဒါပေမဲ့ငါတို့တွေကမိဘတို့တာဝန်ဖို့တရားတိုင်းတော့လှုပ်ပေးရမှာပဲလေတကယ်လို့အိမ်တော်မပြုတ်ပေးပဲနေတမီးကိုကြာအိမ်တော်မချပေးပဲနေနေတဲ့မိဘဆိုပြီးဝိုင်းကြေးရတာခံရလိမ့်မယ်ဟုတ်ပါတယ်တမီးရဲ့နေမေပြောတာမှန်ပါတယ် အခုသမီးကလည်းထိုင်တဲ့အရွယ်ရောက်နေပြီပဲ။နောက်ကဲအခုအမြန်ပြင်ဆင်ပြီးတော့ဧည့်သည်တွေကိုမုံနေလက်ဖြစ်ရည်တွေနဲ့လာပြီးဧည့်ခံပြီးနော်။သူတို့ရောက်လာတော့မယ်ထင်တယ်။အော်ပြီးတော့သမီးလှုပ်ထားတဲ့အထူးကိတ်ကိုလည်းတေချာပေါက်ထည့်ပြီးဧည့်ခံလိုက်ပါ။တန်းနေစုတန်လေးလက်ဖြစ်ရည်တွေမုံနေကိုယူလာခဲ့ပြီးတော့အားလုံးကိုနှုတ်ဆက်ကစားရည်တွေနဲ့ဧည့်ခံလိုက်ပါတယ်။အော်ဒါသမီးလေးလား။မမတို့သမီးလေးကအရင်ကလှတာပဲနော်။အရင်လည်းရှင်ကျေးတိမ်မွေးတယ်။ကျေးဇူးတင်ပါတယ်အမကြီး။ ကျွန်တော်ဇနီးကသူသမီးကိုယဉ်ကျေးလိမ်မအောင်လို့ငငယ်ကလေးကတင် जा ပေးထားတာဆိုတော့ကလေးကရန်ကိုလိမ်မာပါတယ်ပြီးတော့လူကြီးသူမတွေအပေါ်ကလေးရန်ယူသည်လေးစားတတ်တဲ့ကလေးမျိုးပါပြီးတော့ဒီကိလေးတွေကလည်းကျွန်တော်သမီးလေးကိုယ်တိုင်လှူထားတာပါ အမကြီးတို့မြည်ကြည့်ပြီးပြောပြပအောင်ဘလို့နေလဲဆိုတာဟင်ဒါလေးကတော်တော်အရသာရှိရပါပဲကျွန်တော်တို့တော့သူ့ကိုအဲ့လောက်အရေးချင်းရှိမယ်လို့တော့မထင်တော့ဘူးသူကနှားတာတွေမဟုတ်သေးဘူးတကယ်တော်တာပဲဟုတ်တယ်ရှင် ။သမီလေးလှုပ်ထားတဲ့ကိတ်ကဆိုင်ကရောင်းတာထက်တောင်ပိုပြီးအရသာရှိတယ်။ကဲဒါဆိုရင်တော့အတော်ပဲပေါ့လေ။အခုအိမ်မှာပါတီပဲရှိရှိပွဲပဲရှိရှိအပြင်းနဲ့ကိတ်မှဆရာမလို့တော့ဘူးလေ။သမီလေးစုတက်ကတလောက်ကောင်းတဲ့ကိတ်တွေလှုပ်တတ်တယ်ဆိုတော့လေ။ဒါနဲ့တားနဲ့သမီးအောင်တယောက်နဲ့တယောက်ဘလို့သဘောရလဲ။ကျွန်တော်ကတော့စုတက်ကိုအရင်သဘောကျပါရဲ့။တဖက်ကစုတက်ကတော့စီထဲကနေတခြားဟာကိုတွေးနေပါတယ်။သူတို့ကစိတ်ထားကောင်းမဲ့ပုံမဲ့ ဒီလိုမျိုးငါကိတ်တွေလုတ်တက်တာကိုလည်းချီးကျူးနေကြတာဆိုတော့ငါနောက်ကျရင်ကိတ်ဆိုင်ဖွင့်မယ်ဆိုရင်လည်းမတားတော့ဘူးထင်တယ်။ဒါနဲ့စုတက်လေးလက်ထပ်ဖို့ကိုလက်ခံလိုက်ပါတော့တယ်။ဒီလိုနဲ့ရဲ့နေငယ်ကြာသွားပြီးနောက်မှာတော့မောင်ဟင်းနဲ့စုတက်လေးကြီးကျယ်ခမ်းနားစွာနဲ့လက်ထပ်ပွင့်ကြီးကိုကျင်းပလိုက်ကြပါတော့တယ်။စုတက်ဟာသူ့လက်ထပ်ပွင့်မှာလေကိတ်ကြီးအကြီးကြီးကိုပြုလုပ်ထားလိုက်ပါတယ်။ပြီးတော့မင်္ဂလာစတိတ်ပေါ်မှာသူတို့နှစ်ယောက်လည်းပဲကိတ်ကိုပျော်ရွှင်စွာခွဲပြီးအဲ့ဒီရီကိုအိတ်ခံလိုက်ကြပါတော့တယ်။ ဒီခါသူတို့ကိုကြည့်ပြီးမင်္ဂလာပွဲကလူတွေအကုန်လုံးလဲလက်ခုပ်တီးကောင်ဂုံပြူပေးလိုက်ကြပါတော့တယ်။ဒီလိုနဲ့မင်္ဂလာပွဲပြီးသွားပြီးတဲ့အခါမှာတော့စုတလိသူမိဘတွေကိုနှုတ်ဆက်ကရောက်ခမရင်ကိုလိုက်သွားလိုက်ပါတော့တယ်။အိမ်မှာတော့ရောက်ခမဖြစ်သူဒေါ်တာဟာကြီးကျယ်ခမ်းနားစွာနဲ့ချွေးမတလိဖြစ်တဲ့စူဟာနီကိုကြိုဆိုလိုက်ပါတော့တယ်။လာပါလာပါငါတို့အိမ်ကကံကောင်းချင်းလေးကိုကြိုဆိုပါတယ်။အခုတော့ငါရဲ့တူတီတော်သားလေးကအိမ်နောက်ကြပြီ။တူတီတော်ချွေးမလေးလည်းရောက်လာပြီဆိုတော့အိမ်ကအရင်ကိုပြေဆုံးသွားပြီ။ ကျမရဲ့တူတီတော်ရောင်မလေးရဲ့အခုအစားပြီးညီမနဲ့တငယ်ချင်းလိုပဲနေပြီနော်ဒါမှညီမတို့ပျော်ပျော်ရွှင်ရွှင်နဲ့အားလုံးအတူတူလုပ်နိုင်မှာကျေးမလေးငါတို့ရင်ကနေနေဝင်ကြိုးစားပါတယ်နော်နေလဲဒီအိမ်မှာအဆင်မပြေတာရှိရင်ဘာမှမစူပြောပါကြေတနာရှိလို့တယောက်တည်းစိတ်ညစ်နေရတာမျိုးလည်းမရှိအောင်နော်ဟုတ်ကဲ့ပါဖေသမီးရဲ့နှင်းဤချွေးမလေးကိုသူနေရမယ့်အခန်းကိုပြလိုက်အခုနေလဲနားလိုက်တော့နော်ချွေးမလေးမင်္ဂလာပွဲနဲ့ပါနဲ့ပင်မနေလောက်ပြီး ဒါနဲ့ပဲစုတလေအနားယူတော့ဖို့အခန်းလေးကိုသွားလိုက်ပါတော့တယ်။စုတရဲ့မင်းရောက်လာတာနဲ့ငါတို့ရင်လေရုတ်တရက်ကြက်တည်မင်္ဂလာရီပြည့်နေသွားတယ်လို့ပဲ။အားလုံးလည်းအရင်ပြောင်းနေကြတာ။ဒါကြောင့်မင်းလည်းဘာမှစိတ်ညစ်စရာမလိုဘူးနော်။ဟုတ်ကဲ့ပါ။ကျမလည်းကျမကြောင့်စိတ်ပြည့်ရတာမျိုးမရှိအောင်စူးစမ်းနေထိုင်ပါမယ်။ဒီလိုပြောပြီးအခန်းပြီးပိတ်လိုက်ကြကသူတို့နှစ်ယောက်လည်းအေးလိုက်ကြပါတော့တယ်။နောက်နေ့မနက်မှတော့စုတလေမနက်စောစောထကတေးချပြင်ဆင်ပြီးဆင်းလာခဲ့ပါတယ်။ပေတော်မလို့လဲချွေးမလေး မိဖို့ကြောင့်နဲ့တော်မလို့လေအမေမနှက်စာလက်ဖေးတွေပါတွေဖြောပြီးတော့စားဖို့အတွက်လှုပ်ပေးမလို့ပါဒါပေမဲ့ငါတို့အိမ်မှာချွေးမအိမ်ရောက်ကာဆဆိုဘာမှလှုပ်စရာမလိုဒါပေမဲ့နေကပထမဆုံးမိဖို့ကြောင့်ဝင်လာတော့လှုပ်ချင်လောက်တယ်ဆိုတော့ထမင်းဟင်းလေးနည်းနည်းပပပဲချက်လိုက်ကျန်နာတွေကတော့ဘာမှမလုပ်နဲ့နော်ဟုတ်ကဲ့အမေဒီလိုပြောပြီးတော့စုတလင်းမနှက်စာတွေချက်ပြုတ်ပြင်ဖို့အတွက်မိဖို့ကြောင့်ကိုသွားလိုက်ပါတော့တယ်ပြီးတော့အရင်ဆုံးသူကလက်ဖေးယူတွေကိုဖြောလိုက်ပြီးတော့တစ်ဖက်ကနေတော့အကြော်တွေကိုကြော်လိုက်ပါတော့တယ် ဒီနေ့တော့ငါလက်ရအကျော်တွေလက်ဖက်ရည်တွေစားပြီးလူတိုင်းသဘောကျနေကြတော့မှသိချားတယ်။ငါအားလုံးအတွက်ကိုအရသာရှိတာတွေလုပ်ပေးရမယ်။ဒါမှသူတို့တွေငါလုပ်ပေးတဲ့အစားအသောက်တွေကိုကြိုက်နေကြအောင်လို့ဒီလူတွေကသူ့လေးမနက်စာရီကိုပြင်ပြီးတော့ထမင်းစားသပွင့်မှာတွားချပေးလိုက်ပါတော့တယ်။တမီးလေးစုတဲ့ရင်နင်းလှုပ်ထားတဲ့မုံနေရရဲဟိုရတာရှိတာပဲ။ဟုတ်ပါရှင်။ဒါနဲ့လေငါတို့နင့်အိမ်ကိုလာတော့ကနင်းလှုပ်ကြည့်တဲ့ကိတ်ကလည်းရဲဟိုရတာရှိရပဲ။ကျေးဇူးပါမေ။ဒါနဲ့လေ အမေတို့ကြိုက်တယ်ဆိုရင်နေ့လယ်စာထမင်းစားပင်းစားဖို့အချိုးပွဲအတွက်ကျမကိတ်လို့ပေးရမလား။အော်မင်းနေစရာတော့မလိုပါဘူးသမီးရဲ့။ငါတော့နေ့လယ်ရာဆိုထမင်းဟင်းရောကိတ်တွေရောအကုန်လုံးကြိုက်တယ်။အဲ့ဒါကြောင့်မင်းကြိုက်တာလို့နော်။ဒါဆိုရင်တော့လှုပ်လို့ရတယ်ပေါ့နော်။စုသက်ကနားမလေးတယ်လို့မင်းနေတော့မို့ဒေါသလေးပင်ပြန်ပြီးတော့ပြောလိုက်ပါတော့တယ်။ဒါပေါ့ကြိုက်လို့အချိန်မရလှုပ်လို့ရတယ်လို့ပြောနေတာချွေးမလေးရဲ့။ဒါပေမဲ့အချိုးတွေအစိမ့်တွေကငါတို့ကျမကြီးနဲ့အညီစားလို့ရအောင်လုပ်ပြီးနော်။ကဲ။ နေ့လယ်စာချက်မှာဆိုရင်တော့ချက်ပြီးလောက်လိုက်တော့တန်းနေသူလိန်အားလုံးနဲ့အတူတူမနက်စာရီစားခဲ့ပြီးနောက်မှာတော့မိဖို့ကြောင့်လေးကိုပြန်ဝင်လာခဲ့ပါတယ်ပြီးတော့သူလိန်နေ့လယ်စာအတွက်စားလို့ကောင်းတာတွေကိုတခုချင်းစဉ်းစားပြီးအဆုံချက်နေပါတယ်အမပါရီချက်နေလာရင်အမဟင်းတွေကအနှံ့တအိမ်လုံးမွေးကြိုင်နေရပဲအာလူးနဲ့ပဲနဲ့ရဲပူရီမုံတွေရဲပြီးတော့တခြားစားလို့ကောင်းတာတွေတော့ရွေးချက်ထားတယ်အဲ့ဒါပြီးရင်တော့ကိမုံလုပ်မယ် ဟာအမရေအမချက်ထားတာလေအကောင်တော့ကကျမအကြိုက်တွေကြီးပဲပြီးတော့ကိတ်ပါပါသေးတယ်ဆိုတော့လုံးဝ perfect ပဲသူတလေထမင်းဟင်တွေကိုချက်ပြီးနောက်မှာတော့သူလည်းကိတ်တွေကိုလှုပ်လိုက်ပါတော့တယ်နေလေသာစားတယ်မှာတော့သူလည်းစားတော့တဲ့အားလုံးကိုထမင်းစားစွဲပေါ်မှာချပေးလိုက်ပါတယ်အားလုံးစားကြည့်ပြီးတဲ့အခါမှာတော့ဟာထမင်းဟင်တွေကစားလို့ကောင်းလိုက်တာညဉ့်ညံစားပြီးကိတ်လည်းမြည်ကြည့်ရမယ်ဒေါသကြီးမင်းကအချိုကြိုက်တယ်သူမလား ဒါကြောင့်မလို့ကိတ်မစားခင်ဒီမုံလေးကိုအရင်စားကြည့်လိုက်တတော်ဦးချိုချိုလေးနဲ့ရတာရှိတယ်အားလုံးလေးစုတဲ့ရဲ့မုံလေးရီကိုအားပါတဲ့အားစားနိုင်ကြပါတော့တယ်ပြီးတော့သူ့ကိုရမ်းချီးကျူးနေကြပါတယ်ကဲအားလုံးအတွက်ကိတ်တွေရပါပြီရှင်ဒီလိုပြောပြီးစွတ်တဲ့လေကိတ်တုံးစီလှီးထားတာတွေကိုအားလုံးရှိကိုခြာပေးလိုက်ပါတော့တယ်။ဒါနဲ့အားလုံးလေးမြည်ကြည့်လိုက်ရင်အရသာရှိရှိစားလိုက်ကြပါတော့တယ်။ဟာကောင်းလိုက်တာမရဲ့ မကိတ်တွေကိုဆိုင်ဟာကိတ်တွေလက်ရအောင်ရှင်းနိုင်မှာမဟုတ်ဘူး။နင်ပြောတာမှန်တယ်သမီးရဲ့။အခုနင်လည်းနင်အမစီကနေဒီလိုကိတ်လုံနေတွေတင်ယူစမ်းမှာ။ဒါမှနင်လည်းရက်ခမအိမ်ရောက်ရင်မျက်နာရမှာ။တင်တော့တယ်မှာ။ဒါပေမဲ့ရက်ခမအိမ်တွေ့တော့မဟုတ်ဘူး။ကို့ဘာသာကိုလှုပ်ရှားချင်လို့နင်ဤစကားကြောင့်အလုံးရှိလိုက်ကြပါလေ။တစ်ဖက်ကအခင်းနေမှာရော။ရှင်ရောဘလို့နေလဲရင်ကျမကိတ်လက်ရ။အရင်ကကောင်းတာပေါ့။လုံးဝကိုရတာရှိတယ်။ဒီလောက်တော်တဲ့လက်ကိုအနမ်းမှာပြေးလိုက်ချင်တာ။ ဒါဖြင့်ဘာလို့မပေးတာလဲ။အော်အမေနဲ့အဖေရှင်းမှာဘလို့လုပ်ပြီးပေးရမှာလဲလို့။ဒါဆိုလဲအခုပေးလေ။ဒီလိုပြောပြီးသူတို့လည်းရင်နေကြပါတယ်။သူ့တက်လည်းရောက်ခမရင်ကိုရောက်တာအရင်ကိုအဆင်ပြေပျော်ရွှင်နေခဲ့ပါတယ်။ပြီးတော့အားလုံးကလည်းသူ့ကိုအရင်ကယူဆိုင်ပေးကြပါတယ်။ဒီလိုနဲ့အိမ်အလုပ်တွေလုပ်ရင်ရောက်ခမရင်းနဲ့အဆင်ပြေပြေနေလာခဲ့ကနေရက်တွေဘလို့ကုံဆုံးသွားလဲဆိုတာသူ့တက်ကတတိတော်မထားမိခဲ့ပါဘူး။ဒီလိုနဲ့ပဲရန်နေငယ်ကြာသွားပြီးနောက် တရက်မှတော့သူစီကိုဖုန်းဝင်လာခဲ့ပါတယ်။ဟယ်လိုစုသက်ရှိပါသလားရှင်။ဟုတ်ကဲ့ ကျမစုသက်ပါရှင်။ဩနောက်ရက်ဆိုရင်လေကျမသားလေးမွေးနေရှိလို့အဲ့ဒါရှင်းစီအားကိတ်အော်တာမှာချင်တော့ပါ။ကျမစိုင်တွေကမှာတာမကြိုက်တာတကြောင်အိမ်မှာလုပ်ပေးတဲ့တန်ရှင်းတက်ရက်တဲ့ကိတ်လို့ချင်တာလည်းပါလို့ပါ။အဲ့ဒါရမလားလို့လေ။ဟုတ်ကဲ့ရပါတယ်ရှင်။ဒါဆိုရင်ရှင်ရဲ့ကလေးမွေးနေနဲ့ပို့ပေးရမယ့်လိပ်စာပြောပေးပါ။ကျမလုပ်ပြီးရင်တယ်လီနဲ့ပို့ပေးလိုက်ပါမယ်။ စုတလိန်ဒီလိုကိတ်အော်ဒါရလို့ရင်ကူပြုတ်နေပါတော့တယ်။သူဟာရင်တော့ကဆိုရင်ရက်ကွက်ထဲကလူတွေအော်ဒါမှနေကြကိတ်တွေကိုလုပ်ပေးနေကြဖြစ်ပါတယ်။အခုတော့လက်ထပ်ပြီးမှပထမဆုံးဗတိကိတ်အော်ဒါအကြီးကြီးရလာတာအကြောင်းပဲဖြစ်ပါတယ်။ဒါနဲ့သူလည်းရင်ကူပြုတ်သွားပြီးတော့ဈေးကိုသွားလိုက်ခါကိတ်လုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝေလာခဲ့ပါတယ်။ပြီးတော့အင်အလုပ်တွေလုပ်ပြီးတဲ့နောက်မှာကိတ်အကြီးကြီးကိုလုပ်နေပါတယ်။အမ၊ပါရီလုပ်ညာလဲရင်ဒီနေ့ကကိတ်အော်ဒါရလို့လုပ်ပေးနေတာရောင်းပါလေ။ စုတယ်လေ KG ကိုလှပနေအောင်ပြင်ဆင်ကထုတ်ပို့ပြီးတော့အပြင်ကိုယူလာခဲ့က delivery နဲ့ပို့ပေးဖို့လုပ်နေတော့မှာပဲရောက်ကမကအခန်းထဲကထွက်လာခဲ့ပါတယ်အဲ့ဒီဘူးကြီးကဘာတွေတော့သမီးမွေးနေ့ကိတ်ပါမေသမီးဖောက်တဲ့တယောက်ကမွေးနေ့ကိတ်လေးလှုပ်ပေးပါလို့អော်ရာမှာလို့ပို့ပေးမလို့လေအမေဒီနေ့ကသမီးအတွက်အရင်ပျော်စရာကောင်းတဲ့နေ့ပါဒီနေ့ကတာမန်ကိတ်သေးသေးလေးတွေမဟုတ်ပဲပတ်တဲကိတ်ကြီးကိုអော်ဒါမှာထားလို့လေဒီစကားကိုကြားပြီးဒေါတာကတော့ဒေါတာထွက်သွားက စုသက်လက်ထဲကကိဘူးကိုယူပြီးလွှင့်ပစ်လိုက်ပါတော့တယ်။ဒါကုံမြင်ပြီးစုသက်လေးရန်ကိုအံ့ဩသွားခဲ့ပါတယ်။ကိတ်လောက်တာဝါသနာပါလို့အိမ်မှာလှုပ်ရှားကြတာဟုတ်သေးတယ်။ဒါပေမဲ့ဒီအိမ်ကချွေးမဖြစ်ပြီးတော့ငွေရှာဖို့လှုပ်လှုပ်တာမျိုးတော့ငါလက်မခံနိုင်ဘူး။နေရာကိတ်တွေလှုပ်ရတာဝါသနာပါတာသိပေမဲ့အဲ့လိုကိတ်တွေလှုပ်ပြီးပတ်စံရှာချင်တာတော့မဖြစ်နိုင်ဘူး။အမေဒါသမီးတို့ပြောစရာကောင်းတဲ့အရာတစ်ခုပါ။တောင်အမေကဘာလို့အဲ့လိုမျိုးပြောနိုင်ရတာလဲ။ ငါအိမ်မှာသမီးပဲဖြစ်ဖြစ်ချွေးမဖြစ်ဖြစ်အလုံးမလုံရဘူးဆိုရင်မလုံရဘူးနင်တို့မှာဘာတွေများမပြည့်စုံနေတာရှိလို့ပတ်စင်ရှားမှလဲအေးငါနင့်ကိုဒီလိုမျိုးတတိပေးပြီးတာတော့မှဒီလောက်ကိုဆက်လုပ်နေမယ်ဆိုရင်တော့နင့်ကိုငါချွေးမအဖြစ်ကနေပါဆွန့်လွတ်လိုက်နိုင်တယ်ဆိုတာမမေ့နဲ့တော့အခဲနဲ့အခုသူတလေငိုရင်းကအခဲနဲ့ဝင်သွားပြီးအရင်ကိုအန်အောဝင်းနေနေခဲ့ပါတယ်ပြီးတော့သူ့ကိုမှားထားတဲ့ကိတ်ပိုင်ရှင်ကိုလည်းဘလူပြောရတော့မေမမသိပဲဖြစ်နေပါတယ်ဒီခါမှပဲသူ့ဖုန်းကမြည်လာခဲ့ပါတယ်မြမရဲ့ မွေးနေ့ပွဲစားဖို့၃နိုင်လောက်ပဲလိုတော့တာကိတ်ရတော့မလားရှင်ကျမကိုခွတ်လွတ်ပါရှင်ကျမရှင်ကိတ်ကိုမပို့ပေးနိုင်တော့ပါဘူးဘာရှင်အစိုးရကိတ်ကိုမလုတ်ပေးနိုင်ဘူးဆိုရင်ကျမဖုန်းဆက်တော့တခါရဲပြောမှာပေါ့ငါတောင်းမွေးနေ့ကိုနင်ကဖြတ်စည်းလိုက်တာပဲဒီလိုနဲ့တစ်ဖက်ကအမျိုးသမီးလေးစုသက်ကိုမျိုးစုံပြောဆိုကဖုန်းချသွားပါတော့တယ်သူတက်ကလည်းသူ့ကြောင့်သူများရဲ့မွေးနေ့ပွဲပျက်စီးသွားတာကြောင့်တတော်လေးကိုစိတ်မကောင်းဖြစ်နေမိပါတယ်။ငါကတော့ငါအိမ်မှာမလုံနိုင်ခဲ့တဲ့ငါအိမ်မက်ကို ရကမအိမ်ရောက်ရင်တော့လုံနိုင်လိမ့်မယ်လို့ထင်ထားတာအခုတော့ငါအိမ်မက်လေးလည်းပြက်စီးပါပြီဘလို့လို့ပြီးရကမအိမ်ကလူတွေကအလုပ်လုပ်ဖို့တားမြစ်ထားတဲ့သူတွေဖြစ်နေရလဲကြားတယ်ငါလည်းဒီနေ့ငါကငါကတိပေးတယ်ငါဒီနေ့ကျအလုပ်လုပ်ပြီးဘလောက်အောင်မြင်နိုင်လဲဆိုတာကိုဒီရကမအိမ်ကအိမ်သူအိမ်သားတွေသိအောင်တတ်သိပြမယ်သိချပေါ့ဒီလိုနဲ့ညပိုင်းရောက်တဲ့အခါမှာတော့စုတလိန်မောင်ဟင်းကိုအကြောင်းစုံပြောပြလိုက်ပါတော့တယ်ကျေးဇူးပြုပြီးကျမကိုခွင့်ပြုချက်ပေးပါနော် ကျမတီခန်းနဲ့နေပြီးတော့ဖြစ်ဖြစ်ကျမရဲ့ကိုပိုင်ကိတ်လုပ်ငန်းလေးကိုစပြီးတော့လုပ်ချင်တယ်။မဟုတ်ရင်ကျမမုန်းချက်လုံးလို့တိတ်သွားလိမ့်မယ်။ကောင်းပါပြီ။ဒါမဲ့မင်းအဲ့ဒီအလုပ်လုပ်နေတဲ့အကြောင်းကိုအင်းသူအင်းသားတွေကိုမပြောတာတော့ကောင်းလိမ့်မယ်။အဲ့ဒီကိစ္စကိုငါတို့ငါ့အဖေနဲ့အမေနဲ့ညီမလေးမသိတာပိုကောင်းလိမ့်မယ်လို့ထင်တယ်။တကယ်လို့အဲ့ဒီလုပ်လုပ်ရင်ကိစ္စတစ်ခုခုပေါ်ပေါက်လာရင်လည်းမင်းတေချာတောင်းဝင်ယူဖြေရှင်းနိုင်မယ်လို့ငါမျှော်လင့်ပါလေ။ကောင်းပါပြီရှင်။ကျမတေချာပေါက်ကယူဒီဇိုင်းနဲ့လုပ်ပါမယ်။ ဒီလိုနဲ့ပဲမောင်ဟင်းလေးစုတက်ဝဲခိုင်းလိုက်တဲ့မုတ်ဖုတ်ဆက်တွေကိတ်လို့ရတဲ့ပစ္စည်းမျိုးစုံနဲ့ပအဝင်ပစ္စည်းတွေအများကြီးကိုအလုံးလောက်ဝေလာပေးလိုက်ပါတော့တယ်။ဒါနဲ့ပဲစုတက်လေးပဲအခဲနဲ့မှအဲ့ဒီပစ္စည်းတွေကိုတိချာနေရတဲ့ကြထားထားလိုက်ကကိတ်မုံတွေဆင်းတဲ့လို့လို့ရအောင်လေးပြင်ဆင်ထားလိုက်ပါတယ်။ပြီးတော့သူလေး online မှာကိတ် order တင်လို့ရကြအောင် post တင်ထားလိုက်ပါတယ်။ဒီလိုနဲ့ပဲစုတက်ကတော့မနက်မိုးလင်းတာနဲ့အိမ်အလုပ်တွေကိုအကုန်လုံးရောက်ခမရီတာဝန်ကိုအကုန်လုံးပေးပြတာနဲ့ ညဘက်ဆိုရင်အော်ရမာထားတဲ့ကိတ်တွေကိုသူ့ခင်းနေမှာပဲလှုပ်ပါတော့တယ်။မနေ့မိုးလင်းရင်တော့မောင်ဟင်းဟာအဲ့ဒီကိတ်တွေကိုယုံသွားရင်းကတခါလေးယူသွားပြီးကိတ်တွေကိုဓလီပို့ပေးပါတယ်။ဒီလိုနဲ့ပဲစုတက်ဟာနေတိုင်းလူလူအော်ရာရီအများကြီးကိုလက်ခံရပါတော့တယ်။ပြီးတော့သူဟာကိတ်တွေကိုနှပ်ပေါင်းတီးချပြင်ဆင်ပြီးလူတွေသဘောကျအောင်လည်းပြင်ဆင်ပေးပါတယ်။ဒီလိုနဲ့တည့်ရမှာတော့မနေ့ဖြန်အကျမတို့မင်္ဂလာနှစ်ပတ်လည်မလို့နှစ်ထပ်ကိတ်လိုချန်တော့ပါအနီရောင်အသေးပုံလေးတွေနဲ့လှုပ်ပေးပါနော်။ရှားပါမယ်ရှင်အမ။ ီလိုနဲ့ပဲမောင်ဟင်းအင်ပြန်လာတဲ့အခါမှာတော့ကိုဟင်းရေဒီနေ့ကျမအကြီးစားကိတ်အော်ဒါကြီးတစ်ခုရတယ်ဒါပေမဲ့အဲ့တော့တယ်လီပို့ချင်ခက်ခဲမဲ့ထန်တယ်ဘာလို့လဲအဲ့ဒီကိတ်ကနည်းနည်းကြီးမှဆိုတော့ပို့တဲ့ခါကျရင်ဘလို့လောက်ပြီးတော့ပို့ရမလဲမသိလို့ကိတ်ကြီးရကြီးတော့အမေသာသိသွားရင်ဘလို့လောက်မလဲတွေးမိလို့ပါအဲ့တော့လေဟုတ်တယ်ဒါပေမဲ့မင်းအရင်ဆုံးကိတ်ကိုလှုပ်ထားလိုက်ပါကျန်တာငါတို့ကိတ်ကိုကြည့်ပြီးမှပဲစဉ်းစားကြတာပေါ့ဒါနဲ့ပဲစုတယ်လေအရင်ဆုံးကိတ်တွေကိုလှုပ်ပါတယ် နောက်နေ့မနက်မှာတော့ KG ကို Boss အကြီးကြီးနဲ့ထဲကတီချထုတ်ပိုးထားလိုက်ပါတယ်။ဒါနဲ့ပဲမောင်ဟင်းလေးရုံသွားလို့အဲ့ဒီဘူးကြီးကိုတိတ်သွားတဲ့အခါမှာတော့တာကြီးအဲ့ဘူးကြီးကဘာဘူးကြီးတော့ဟုတ်တာမဟုတ်တာမေရဲ့ဘယ်လိုများပြောလိုက်တာလဲ။ဒါလက်ဆောင်ဘူးပါ။ဒီနေ့ကသူ့မွေးနေ့မလို့ကျမပေးလိုက်တာဟုတ်တယ်နော်။ဟုတ်တယ်မေစုသက်ပြောတာမှန်ပါတယ်။ဒီလိုနဲ့ပဲတီတီလေးလွတ်သွားပြီးစုသက်လေးသူ့လက်ကိုဆက်ပြီးတော့လှုပ်လိုက်နိုင်ပါတယ်။ဒီလိုနဲ့ပဲချင်းလေးကြာလာခဲ့ပါတယ်။ ဒါပေမဲ့စုသက်ဟာညဘက်ရောက်တိုင်းကိတ်တွေကိုနေတိုင်းနေတိုင်းလုံနေရတာမို့နေဘက်တွေဆိုရင်တော့သူကအားနေလာခဲ့ပါတယ်။ဒါကြောင့်အင်အလုတ်တွေဟာကမောက်ကမောက်တွေဖြစ်ကုန်ပါတယ်။သူဟာထမင်းဟင်းချက်နေခြင်းဆိုရင်လည်းအိမ်ငိုင်နေတာကြောင့်စားထည့်ရမယ့်အစားတကြားတွေထည့်မိနေတယ်လို့အသီးနှံဟင်းတွေကိုလည်းငယုပ်သီးမုံတွေအများကြီးထည့်မိတာမျိုးတွေလုံမိတတ်ပါတယ်။ဒါကြောင့်အင်ဒိုအင်သားတွေလည်းထမင်းစားတိုင်းပြက်တနာတက်နေရပါတယ်။နောက်ဆုံးမှာတော့အင်ဒိုအင်သားတွေလည်းအပြင်ကနေပဲစားတောက်တွေကိုမှားစားကြပါတော့တယ်။ ဒါနေမကသေးပဲစုတဟာအရင်မဝတာကြောင့်မို့တခြားအင်အလုပ်တွေမှလည်းကောင်းကောင်းမလုပ်နိုင်မင်းအဝိရှောင်ရင်လည်းအဝိတွေကိုဆက်ပြားတွေအလွန်ကျွံထဲ့မိတာပကံတွေဆင်းရင်လည်းပကံတွေကြာကွေးတာမျိုးတွေမျိုးစုံဖြစ်နေပါတော့တယ်ဒါရီကိုတော့ဒေါသလေးတတိထားမိလာခဲ့ပါတယ်ဒီလိုနဲ့တနေ့စုတဟင်းချက်နေတဲ့အချိန်မှာတော့ဘသူကအသီးနဲ့ဟင်းတွေထဲကိုတခြားတွေအလောက်ထည့်လို့လဲအမတော်မဟုတ်တော့ထက်နေဒီဟာဘလို့စားရမှာလဲကျွေးမလေးနင်ဒီရက်ပိုင်းဘလို့တွေဖြစ်နေတာလဲဟုတ်တယ် ငါလဲနင့်ကိုကြည့်နေတာတော်တော်ကြာပြီနင်တနေကုန်ပင်မနေပုံပေါ်တယ်ပြီးတော့အိတ်ပဲငှိုက်နေရအလုပ်တွေလည်းတခုမှကောင်းကောင်းမလုပ်နိုင်အောင်ဘာလို့လဲနင်နေမကောင်းလားမဟုတ်တာကျမနေကောင်းပါတယ်အမေနောက်တစ်ခါတတိထားပါမယ်အခုအမြန်ပြန်ပြီးထမင်းကောင်းနဲ့ချက်ပေးပါမယ်နော်ဒီလိုပြောပြီးတော့စုတလင်းမိဖို့ကြောင့်လေးကိုဝင်သွားလိုက်ပါတော့တယ်အင်းသူအင်းသားတွေလည်းတခုခုတော့ကျူးကျနေပြီဆိုတာသိလိုက်ပါတယ်ညဘက်မှာတော့ချွေးမလေးခန်းထဲကကြောက်ကြက်ကြက်အတန်တွေကပါရီလဲ ညမှာလူကြီးတိတ်လို့စုသက်လွတ်လွတ်နေရင်တော့အိမ်မလေးဆက်တန်းတွေလွတ်လွတ်တန်းတွေကစုညံ့နေပါတော့တယ်။ဒါကြောင့်ဒေါသလေးပူပူပြီးတော့တန်တရားဝင်လာခဲ့ပါတယ်။ဒီလိုနဲ့နောက်နေမှာတော့စုသက်လေးဈေးတော်ရင်ကသူတငယ်ချင်းဖြစ်သူခင်ထားနေတွေ့လိုက်ပါတယ်။နေကောင်းလားစုသက်ရဲ့နေအလောက်ရောအဆင်ပြေလား။သိလား။ငါတို့မြို့ထဲမှာကိမုံလောက်တဲ့ပြိုင်ပွဲလုပ်မှာတဲ့။ငါထက်ကိတ်ကြီးကိုအကောင်းဆုံးနဲ့အလှဆုံးလုပ်နိုင်မယ်ဆိုရင်အနိုင်ရမှာတဲ့။အနိုင်ရရင်လေ90ရာခိုင်နှုန်းငွေသားစုချင်းမြင့်မှာ။ ကျန်တဲ့90ရာခိုင်နှုန်းကိုပိုင်ကိစ္စတဆိုင်ဖွင့်မေးမှာတဲ့ပြီးရင်ကိတ်ပြင်မဆုဆိုပြီးတော့သတင်းစာထဲမှာလည်းထည့်ကြော်ညာပေးမှာတဲ့ဟာမိုက်လိုက်တာတကယ်ကိုကောင်းတဲ့သတင်းမလားငါဒီနေ့ပဲအဲ့ဒီပြိုင်ပွဲကိုစီးရင်သွားသွင်းမယ်ဒီလိုနဲ့ပဲစုတက်လေအမြန်သွားပြီးတော့ကိတ်ပြိုင်ပွဲမှာစီးရင်သွင်းလိုက်ပါတော့တယ်ဒီလိုနဲ့ပဲတရပိတရကြာလာခဲ့ကညဘင်းရောက်တိုင်းကိတ်မုတ်လုတဲ့အတန်တွေကြောင့်ဒေါ်တာကစိတ်ညစ်လာခဲ့ပါတယ်အစကတော့သူဟာအဲ့ဒီအတန်တွေဟာကြွတ်တွေတောင်းကျနေတာလို့ပဲထင်ခဲ့ပေမဲ့ မောင်ဟင်းကလည်းနေတိုင်းအကြောင်းပြချက်မျိုးစုံပေးပြီးကိပူးကြီးတွေကိုတင်သွားနေတာနီးလေဘက်တွေဆိုရင်စုသက်တယောက်ပင်မနေတာမြင်ပြီးဒေါသလေးပင်စုသက်ဘုတ်ကိုလုံးဝတန်တယောက်ဝင်နေမိပါရဲ့ဒီလိုနဲ့တည့်ရမှာတော့တိလာကိုဟင်းရဲ့ဒီပြိုင်ပွဲမှာသာကျမအနိုင်ရရင်လေ90ရာခိုင်နှုန်းကပတ်စံရပြီးကိုပိုင်ကိဆိုင်ကြီးအကြီးကြီးကိုဖွင့်မင်းမာတဲ့အဲ့ဒီစုသားရလို့ရတော့လေကျမကြောင့်အိမ်သူအိမ်သားတွေကုန်တက်ရမှာပျော်စရာကြီးဟင်တကယ်ပဲလားအရာဟုတ်ပြီဒါဆိုရင်မင်းတေချာကြိုးစားကြည့်ပါ ဒါမင်းငါမင်းကိုတတိထားဖို့ပြောထားတာတွေကိုလည်းတတိထားအောင်နော်ဟုတ်ကဲ့ပါဒါနဲ့ပဲနောက်နေ့ညမှာတော့စုတလေသူ့စီမာမာထားတဲ့ကိတ်တွေကိုလုံနေပါတယ်အဲ့ဒီမှာတော့ကိတ်တွေဟာငန်းလုံးလောက်တောင်လုပ်ပြီးပို့ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မင်းသူ့လေးတက်တက်ကြွကြွလုံနေပါတယ်တပတ်ကဒေါတာကလည်းညဘက်မှာစူးစူးညံ့ညံ့လေးကြားနေရတာကြောင့်ဘဲကအတန်လေးဆိုတာရှားကြီးကိုဆုံးဖြတ်လိုက်ပြီးအဲ့ရကနေထလာခဲ့ပါတယ်ဒါနဲ့ပဲစုတအခန်းရှိကိုလည်းရောက်ရောသူဟာအခန်းထဲကိုချောင်းကြည့်လိုက်တဲ့အခါမှာ စုသက်လည်းကိတ်တွေကိုလှုပ်ပြီးမုတ်ဖုတ်ဆက်ထိန်ထင့်နေတာကိုမြင်လိုက်ရပါတော့တယ်။စုသက်ကတော့ရင်ကိုလှပလက်ရမြောက်တဲ့ကိတ်ကလေးကိုလှုပ်ထားလိုက်ပါတယ်။ပြီးတော့အရာတွေကိုဘူးနဲ့သေးချာထည့်ထားလိုက်ပါတယ်။နောက်နေ့မနက်မှာတော့မောင်ဟင်းလေးထပ်ပြီးတော့ကိဘူးကိုအသေးကယုံသွားတော့မလို့လှုပ်တဲ့အခါမှာတော့အဲ့ဒီထဲကဘာတွေလဲသား။အော်ဟိုအမေဒါကကျွန်တော်ရုံးမှလိုအပ်တဲ့ပစ္စည်းလေးတွေပါ။ဒါတွေလှုပ်ရမှလေးရှိသေးလို့။ဘာပစ္စည်းတွေလဲ။ဖွင့်မြဆန်းမှာကြည့်အောင် ဒီလိုနဲ့ပဲဒေါသလေးဘူးကိုဖွင့်ကြည့်လိုက်တဲ့အခါကေကြီးကိုတွေးလိုက်ရပါတော့တယ်။ဒါနဲ့သူလည်းအဲ့ဒီကေကြီးကိုယူကာဒေါသတကြီးနဲ့အိမ်ပြင်ကိုလွှင့်ပြစ်လိုက်ပါတော့တယ်။ငါနင့်ကိုအစိုးရကပြောထားတယ်နော်။နောက်တစ်ခါဒီလိုမျိုးလုပ်ရင်နင်ငါ့ကိုအစိုးမစုံနဲ့လို့ပြောထားတယ်လေ။အေးအခုနင်ကအဲ့ဒါကိုအရေးမဆိုင်ပဲထက်လို့တယ်ပေါ့လေ။ဒါပေမဲ့မေရဲ့ကိုဟင်းရဲ့အမေကိုတခုခုပြောပါအောင်။ငါပြောပြီးသားလေစုသက်။ငါမင်းကိုခွင့်ပြုပေးနိုင်မယ်မဲ့အမေတို့သိရင်တော့မတတ်နိုင်ဘူးလို့ ဒီလိုပြောပြီးဒေါသလေးစွတ်တက်ကိုစီစိုးကအင်းကနေမောင်းထုတ်လိုက်ပါတော့တယ်။သူလည်းအောင်းလုံးကိုတောင်းပန်နေပေမဲ့သူစကားကိုတော့ဘသူကမှနားမထောင်ပေးကြပါဘူး။ဒီနေ့ကကိတ်ပြန်ပွဲလည်းရှိတာ哦ဖီးဟားကြီးကျမဘလို့လောက်ရတော့မှလဲဖီးဟားကြီးကျမကိုကူညီပေးပါနော်။တန်းနေစွတ်တက်လေးအင်းကနေဒီတိုင်းထွက်လာခဲ့ပြီးကိတ်ပြန်ပွဲနေရောင်ကိုတွားလိုက်ပါတော့တယ်။အဲ့ပြန်ပွဲမှာတော့မုန်းလို့တော်တဲ့သူတွေအပြည့်ပဲဖြစ်ပါတယ်။အလုံးဟာသူတို့ပညာတွေကိုထုတ်သုံးပြီးပြင်ဆင်နေကြပါတော့တယ်။ ဒါကြောင့်စုတက်လိန်သူ့နေရာကိုသွားလိုက်ကမြေမြေမင်း90ကေဂျီကိုလှုပ်ဖို့ပြင်ဆင်လိုက်ပါတော့တယ်။ပြီးတော့တထက်ချင်းစီကိုလည်းတီချာအနှဆင်းဖို့ပြင်ဆင်ပြီးခရမ်နီနဲ့တီချာစွာပြင်ဆင်လိုက်ပါတယ်။ဒါရီပြီးတော့တဲ့အခါမှာတော့ကိတ်တခုစီတိုင်းမှာပန်းတွေကိုလှပစွာဆင်းရဲလိုက်ပြန်ပါတယ်။ဒါပေမဲ့ပြိုင်ပွဲကတခြားသူတွေကတော့နာကြကိတ်ကိုမလုတ်တက်တာမို့စုတက်လှုပ်ထားတာအရင်ကိုလှပပြီးကြီးကျယ်ခမ်းနားတဲ့ကိတ်ကြီးကိုသာငေးကြည့်နေကြပါတယ်။ပြီးတော့ NOB တယောက်တစ်ခုစီလည်းပြုံးနေကြပါတယ်။ ဟင်ဒီမိကလေးကဘာလဲတော်လိုက်တာငါကိတ်မဖုတ်လာတာ၃နှစ်လောက်ရှိပြီဦးဒီလောက်လှပတဲ့ငါးတက်ကိတ်ကြီးကိုမလုံနိုင်ခဲ့သေးဘူး तू ကတော့နောက်ဆုံးမှရောက်လာပြီးတော့အမြန်ဆုံးငါးတက်ကိတ်ကိုလုံလိုက်နိုင်တာပဲတကယ်ကိုထူးခြားလိုက်တာအရင်ကလှပတဲ့ကိတ်ပဲအလုံးလေးစုတက်လှထားတဲ့ကိတ်ကိုအန်အော်ဒီဂျီနဲ့ဝိုင်းပြီးချီးကျူးနေကြပါတယ်ခဏလောက်ပါခဏလောက်ပါအလုံးကိတ်တွေကိုလှုပ်လှုပ်ပြီးပြီဆိုတော့နောက်ဆုံးရလက်ကိုကြည့်ပြီးတော့ဘသူကကိတ်ပြင်းစုရမလဲဆိုတာကြီးညာပေးပါမယ် တကယ်တော့ဘသူနဲ့မှတော့နိုင်ရှင်စရာမလိုတော့ပါဘူးတယောက်ထဲသောကိတ်ပီရင်မှရှင်းနေပြီးသားပါအဲ့ဒီသူကတော့ကိတ်ပီရင်မှစူးသက်ပဲဖြစ်ပါတယ်အရန်လှပလွန်ပါတယ်စူးသက်ရဲ့ရှင်ဟာကိတ်လုတဲ့နေရာမှာအရန်ပါရမီရှိရပဲတော်ပါတယ်ရှင်ဒီလိုကြင်ညာလိုက်တာနဲ့လူတိုင်းလည်းလက်ခုပ်တီးတီးပြကြပါတော့တယ်ပြီးတော့စူးသက်ကိုသူ့ကိတ်ကြီးနဲ့တူဓာတ်ပုံတွေဝိုင်းရိုက်ပေးလိုက်ကြပါတယ်ပြီးတော့အဲ့ဒီသတင်းဟာသတင်းစာအင်တာနက်နေရာတိုင်းမှာပြန့်နှံ့သွားပြီးလူတိုင်းကလည်းစူးသက်ကိတ်ကြီးကိုချီးကျူးနေကြပါတော့တယ် အိမ်ပြိုင်ပွဲမှာအနိုင်ရပြီးသွားတဲ့နောက်မှာတော့စုတက်ကနမိတ်ကြီးလာခဲ့ပါတယ်။လူတိုင်းကလည်းသူ့ကိုရန်ကိုချီးကျူးနေကြပါတယ်။ဒါရီကိုမြင်တော့ပြီးတော့ဒေါ်တာလေးသူ့ချေးမှာပုံကိုအရန်မှားသွားခဲ့တယ်ဆိုတော့သဘောပေါက်သွားပါတော့တယ်။ဒါကြောင့်သူ့လိန်စုတက်ကိုတွားတွေ့ပါတော့တယ်။ချွေးမလေးရဲ့ငောက်ခွတ်လွတ်ပါနော်။ငါနေ့ရက်ကိတ်မောက်လောက်တဲ့ရေချင်းကိုအထင်သေးခဲ့မိတယ်။ငါအရင်ကအလွတ်လွတ်ခွင့်မပြုထားတဲ့အိမ်မှာနေခဲ့ရလို့နေ့ပေါ်လဲအလွတ်ဆက်ဆက်မိရပါ။ဒါပေမဲ့နေကတော့တကယ်ကိုစိန်ပွင့်လေးပါ။ နင်ကဘသူမှမလုပ်ပြနိုင်တဲ့အရာကိုလုပ်ပြနိုင်ခဲ့တာပါ။စူးတဲ့ရေငါနင်လုပ်ပေးတဲ့ကိမ့်မွန့်ချိုးစားတာအရင်ကြိုက်တာသိရမလား။အရင်ကတော့ငါအတွေးတင်ခဲ့ပြီးတော့နင်ရဲ့တက်လန်းကိုပိတ်ပင်ခဲ့ပေမဲ့အခုတော့ငါအတွေးတွေပြောင်းလဲသွားပြီ။ဒီတော့နင်ငါနဲ့အိမ်ပြန်လိုက်ခဲ့ပါနော်။အိမ်နောက်ပိုင်းမှာတော့ဒေါ်သားလေးစူးတဲ့ကိုလှုပ်လှုပ်ဖို့မကြတော့ဘဲစူးတဲ့ကလေးစူးရတဲ့နေရာကဖွင့်ပေးတဲ့ကိန်းဆိုင်ကြီးကိုအကောင်းဆုံးဖြစ်အောင်ကျူးစာပြီးဖွင့်လှစ်ပါတော့တယ်။ဒေါ်တာကလည်းဘေးကနေအလုပ်တွေကိုအပြည့်အဝကုညီလုပ်ကင်ပေးခဲ့ပါတယ်။ အမအခုဒလီဘာရီအစ်စ်ခန့်တော့မလားအခုပဲပို့ခိုင်းမလားယင်ကိတ်တွေပို့ဖို့လေမဟုတ်တာ အခုလူတွေကိုယ်တိုင်လာဝယ်မှာဆိုတော့ဒလီပို့เสียမလို့တော့ပါဘူးဒီလိုနဲ့စုသက်ရဲ့90ကိတ်ကြီးဟာနမိတ်ကြီးတော့ပြီးတော့ငါတဲ့ကိတ်ကိုမှားဖို့အတွက်လူတွေလည်းတန်းစီဆောင်ဆိုင်နေကြပါတယ်ပြီးတော့သူဆိုင်လေးဟာလည်းငါတဲ့ကိတ်ဆိုင်ပိုင်ရှင်ဆိုတဲ့နမိတ်နဲ့နမိတ်ကြီးတဲ့ကြီးလာပါတော့တယ်ဒါကြောင့်ဒေါ်တာလေးသူ့ချေးမောင်ကိုအပြည့်ဝကူညီလုပ်ကင်ပေးခဲ့ပါတယ်ချေးမလေးရဲ့ မနှက်ဖြန်ငါရဲ့မွေးနေဆိုတော့နေငါအတွက်လည်းကိမောက်လှုပ်ပေးမယ်မလားယင်ဒါပေါ်အမေရဲ့အလှဆုံးလှုပ်ပေးမှာပေါ့ဒီလိုနဲ့ပဲစုသက်ဟာပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်